တနေ့မှာတော့လေနမင်းကနေနမင်းကိုပြောတယ်။ကျုပ်ကခမရထက်ပိုရေးပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့ကျုပ်ကခမရထက်ပိုဆွမ်းတယ်လေ။ထိုအခါနေနမင်းကဟုတ်မယ်မထင်ပါဘူးဗျာ။ခမရကကျုပ်ထက်ပိုဆွမ်းမယ်လို့မထင်ပါဘူးဗျ။အဲ့ဒီလိုပြောလိုက်တော့လေ။အဲ့ဒီကောင်နဲ့သူတို့အောက်ကိုငုံကြည့်လိုက်တော့လူတယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရတော့လေ။တောင်ကုန်းလေးပေါ်မှာလမ်းလျှောက်လာတဲ့ဟိုလူကိုမြင်တယ်မလားဗျ။သူကိုအင်ဂျီဝတ်ထားတယ်။သူကိုအင်ဂျီကိုကျွတ်သွားအောင်ကျွန်တော်လုပ်နိုင်တယ်ဗျ။ ခမရတော့လုံနိုင်မယ်လို့မထင်ပါဘူးဗျာအဲ့ဒီလိုပြောလိုက်တော့နေနမင်းကကျုပ်လည်းလုံနိုင်တယ်လို့ထင်တာပဲဗျကောင်းပြီလေခမရကဒီလိုမျိုးလုံနိုင်ပြီးတော့ကျုပ်ကမလုံနိုင်ဘူးဆိုရင်တော့ခမရကကျုပ်ထက်ပိုဆွမ်းတဲ့လူဖြစ်မယ်တကယ်လို့ကျုပ်ကလုံနိုင်ပြီးခမရကမလုံနိုင်ဘူးဆိုရင်တော့ကျုပ်ကခမရထက်ပိုဆွမ်းတဲ့သူဆိုတာကိုလက်ခံရမယ်သဘောတူရလားအဲ့ဒီလိုပြောလိုက်တော့နေနမင်းကသဘောတူပါတယ်ဗျဟိုလူကိုကိုယ်ဝန်းကြီးကျုပ်အောင်လုံနိုင်တဲ့တယောက်ကတခြားတယောက်ထက်ပိုဆွမ်းတဲ့သူပေါ့ခမရအရင်စမ်းကြည့်လေ ဲ့ဒီလိုပြောလိုက်တော့လေနမင်းကလေတွေကိုစတင်တိုက်ခတ်တော့လဲသူတိုက်ခတ်လိုက်တိုင်းလေတွေဟာပို့ပို့ပြီးအေးလာတော့လဲထိုးသူကလည်းသူကိုအင်းကြီးဝှက်ခဲ့တာကိုဝမ်းသာပြီးတော့တင်းတင်းကြပ်ကြပ်ကိုဆွဲစိတ်ထားလိုက်တော့လဲလေနမင်းဟာပို့ပြီးတော့အားပြင်းအောင်တိုက်ခတ်ခဲ့တယ်ဒါပေမဲ့ထိုးသူရဲ့ကိုအင်းကြီးကြွတ်ကြအောင်တော့မတိုက်ခတ်နိုင်ခဲ့ပါဘူးအဲ့ဒီလိုနဲ့လေနမင်းဟာအလျှော့ပေးပြီးတော့နေနမင်းကိုပြောလိုက်တော့လဲကဲအခုခမည်းအလဲပဲဗျအဲ့ဒီအခါနေနမင်းဟာပူပြင်းအောင်စတင်လှုပ်လိုက်ပါတော့တယ် နေရလဲတဖြည်းဖြည်းပူလာလေတွေကလည်းပူလာတာဆိုတော့ပူပူကြီးပူလာပါတော့တယ်အဲ့ဒီအခါဒိုသူဟာကိုအင်းကြီးကိုဝတ်ဖို့မလိုတော့တာကြောင့်ကိုအင်းကြီးကိုချွတ်လိုက်တော့တယ်အဲ့ဒီအခါနေနမင်းကအခုခမားမြင်ပြီမလားခမားမသွားပြီဗျကျုပ်ကစွမ်းအားပိုကြီးတဲ့နှက်တယောက်ပဲဒါကြောင့်ကျုပ်ကခမားထက်ပိုရေးပါပြီးတော့ပူစွမ်းတယ်ဗျနေနမင်းဟာလေနမင်းကိုအဲ့ဒီလိုပြောလိုက်တော့တယ်ဒီပုံမြင်လေးမှာတော့လေနမင်းနဲ့နေနမင်းတို့ရဲ့အားပြိုင်မှုကိုတွေ့ရှိရတော့တာပေါ့ဗျာ ညနေဆောင်ရွာထိပ်ကတစ်ပင်ကြီးအောက်ကိုသူရနဲ့မောင်စောတို့လမ်းလျှောက်ထွက်လာခဲ့ကြတယ်။အဲဒီနောက်တစ်ပင်ကြီးအောက်မှာစကားပြောရင်းနဲ့ဒင်းညင်းခံနေကြတော့တယ်။သူရကတစ်ပင်ရင်မြေကြီးတဲကတန်ကြီးတက်နေတဲ့တော်ဟောင်းတစ်ချောင်းကိုတွေ့လိုက်တယ်။ဟာဒီတော့ ਆ ပါလေကွာ။ဂျပန်ခေတ်ကရွှေတိုက်ဖွင့်တဲ့တော်ပဲဖြစ်ရမယ်။ဟာမင်းကြီးတော်မှစိတ်ကူးရင်မနေနဲ့။ဟာတန်ကြီးတက်နေတဲ့တော်ဟောင်းပဲကွာ။မင်းကတော်တော်စိတ်ကူးရင်တက်တဲ့ကောင်ပဲကွာ။ ဟာမင်းကလေဒီတော့နဲ့ငါတို့ရွာဖះမှာလှူထားတဲ့ရွှေတိန်တိုက်ကိုဖွင့်ရမှာကွာဟာရွှေတိန်တိုက်မပြောနဲ့တိန်တိုက်ဆိုလို့ဒီရွာမှာကြက်သွင်ပြူတိုက်တောင်မရှိဘူးဒါလေသမားတယောက်ပြောက်ခဲ့တဲ့တော်ဖြစ်မှာပေါ့ကွာဟုတ်ပါဘူးမင်းကလေဒီတော့ကရွှေတိုက်ဖွင့်တဲ့တော့ဆိုတာငါခံစားမိတယ်ကွာအဲ့လိုမဟုတ်ရင်တော့မတန်မိုးရှိတာတခုခုကိုတော့ခတ်သိမ်းတာလေတစ်တာရဲ့တော့ပဲဖြစ်ရမယ်ဘလို့လုတ်ပြီးတော့စိတ်ကူးတွေဒီလောက်ရင်နိုင်ရတာလေကွာ ဒါသူများပြောက်ခဲ့တဲ့တော့အဟောင်းလေးဖြစ်မှာပါကွာသူတို့နှစ်ယောက်အပြန်အလှန်ညှင်းခုန်နေကြတော့ဥမြင့်တယောက်ဟိုကြည့်ဒီကြည့်နဲ့ရောက်လာတော့တယ်ဟာဥမြင့်ဘာလို့ရှာနေတာလဲဗျဟိုကြည့်ဒီကြည့်နဲ့ဒီလိုပါပဲကွာတိတ်အရေးကြီးတာတော့မဟုတ်ပါဘူးဒါဆိုလဲကျုပ်တို့နဲ့တစ်ပင်အောင်မှာအေးအေးဆေးဆေးလာထိုင်ပါလားဗျနေရပူအပ်ပူနေဗျာတော်ပါပြီကွာ နေပါစေငါသွားเสียရရှိသေးလို့ကွာနေပါအောင်ဗျာ ဒီမှာတော့တချောင်းကောက်ရထားလို့ဥမြင့်ရေဥမြင့်ရရှေ့မီနောက်မီလူကြီးဆိုတော့ဒါရွှေတိုက်ဖွင့်နေတော့ဟုတ်မဟုတ်ဆိုတာကြည်သွားပေးပါဦးဗျမဟုတ်ပါဘူးဗျာဘသူကြကြံခဲ့တယ်တော့မယ်မသိပါဘူးဗျဟေးပြတယ်မအောင်ဟာအာဒါငါရဲ့ကွန်ဒီတက်တာတော့ကွာမြေတွေကွန်ဒီခိုးမစားနိုင်အောင်လို့တော့ခတ်ထားတာကွာမနေ့ကငါဒီမှာထိုင်ပြီးတော့ကွန်ဒီစားရင်လည်းပျောက်သွားလို့အခုလိုက်ရှာနေတာကွာ ဟုတ်လို့လားဦးမြင့်တေချာကြည့်ပါဦးဗျဟာဟာဟုတ်ပြီကွာဟုတ်ပြီဟုတ်ပြီနောက်တစ်ခါကြာရင်တော့ကွန်သီးတက်တာကိုဂျပန်တွေရဲ့ရွှေသားရည်လိုမှတ်ထားရမယ်မင်းရလေကွာလူငယ်ဖြစ်ပြီးတော့အရင်မတွေးပါနဲ့ကွာဘဝမှာရိုးရိုးအရာတွေကိုရှုပ်အောင်ကြံနေရင်ဘယ်နေပြော်ရမလဲကွာဘာလုံးကစိတ်ကမ်းမျိုးတစ်မျိုးမှာကုံလီကြီးတစ်စင်းရပ်နာနေတယ်ယာတီဥဒုကလည်းအလွန်အေးချမ်းလာတဲ့ ပြာတူညချမ်းအခါဖြစ်လို့လေတကြီးနဲ့လေထိုးသားတွေဟာမီးဖို့ပြီးတော့မီးဖို့နားမှာဝိုင်းဖွဲ့ကရောက်တက်ရရများပြောဆိုနေကြတယ်။အဲဒီချိန်မှာလေတကြီးကစိတ်ကူးရပြီးတော့အပြင်းပြင်းသဘောမျိုးနဲ့ဒီမြစ်ထဲမှာကွာအဝတ်မပါဘဲနဲ့တညာလုံးစိန်နေနိုင်လေနဲ့တကွာလေပေါ်ရှိတဲ့ပစ္စည်းတွေအားလုံးပေးမယ်။အဲဒီလိုပြောလိုက်တော့လေထိုးသားတွေဟာတယောက်ကိုတယောက်ကြည့်ရင်းနဲ့တုတ်တုတ်မှမလှုပ်ကြတော့ဘူး။အဲဒီချိန်မှာပဲလေထိုးသားတယောက်ကတကယ်ပေးမှလားဗျ။တကယ်ပေးရင်တော့ကျွန်တော်ရေစင်းစိန်မယ်ဗျာ။ စိန်နိုင်ရင်ပြီးမယ်ကွာမစိန်နိုင်ရင်တော့တသက်လုံးငါးစီမှာကျွန်ခံရမယ်နော်လေတကြီးဟာအလောင်းစားလုပ်ပြီးဒီလောက်အေးတဲ့အချိန်မှာတကယ်မစိန်နိုင်ဘူးလို့ယုံကြည်ပြီးတော့မခံချင်အောင်ပြောလိုက်တော့လေစိတ်မဲ့ဗျာစိတ်မဲ့တထေးသာဂတိတည်ပါစေနော်အဲဒီလိုပြောပြီးတော့ကလေးထူးသားမှာမြစ်ထဲသို့ဆင်းသွားတော့လေလေထူးသားအဲ့ဒီလိုရေစိမ့်တဲ့ညမှာပဲမြင်းရဲ့တစ်ဖက်ကန်ကအမိုက်ပုံဟာမီးဆွဲလောင်နေတော့လေ လေထိုးသားဟာလည်းတညလုံးအလွန်အေးစိတ်နေပေမဲ့စင်ရဲတွင်ကလွတ်ဖို့ဒီတနည်းပဲရှိတယ်လို့တွေးပြီးတော့ဇွဲနဲ့ပဲတွန့်လိန်တောက်ခံနေတော့တယ်။အဲဒီလိုနဲ့တညလုံးဇွဲခတ်ရင်နဲ့တညတာလုံမြောက်လို့မိုးတောက်ရောက်တဲ့အခါမှာတော့လေထိုးသားဟာမြစ်ထဲမှာတက်လာခဲ့တော့တယ်။အရှင်ရည်တကြီးအရှင်ပေးတဲ့ဂရိအတိုင်းလေနဲ့လေပါကုံတွေကိုကျုပ်ကိုပေးပါတော့ဗျာအဲဒီလိုတောင်းဆိုလိုက်တော့လေတကြီးကတညလုံးရေစင်ရင်းနဲ့အေးအေးပတ်ပြီးတရင်သေး မစိမ့်နိုင်လို့ကမ်းပေါ်တက်လာရင်လဲစီးကမ်းနဲ့မညီလို့ပေးဖို့မလိုပဲနဲ့မိမိကတော့မှပို့ပြီးတော့ခိုင်းအားရှိသေးတယ်တတလုံးကျုံပြုတ်နိုင်မယ်လို့မလွဲမသူတက်ဆတ်ထားတဲ့လေတကြီးဟာမိမိအတွေးထင်ချက်တက်တက်ဆင်လွဲပြီးတကယ်ပေးရမည်ဆိုသောအခါမပေးခြင်းပဲနဲ့ညံများလာတော့တယ်မင်းကတညလုံးစိမ့်နေမှာပေါ့ကွာဟိုးဘက်ကမှမီးပုံကြီးရှိနေတာ哦အဲ့ဒီမီးချိန်နဲ့မီးလုံရင်နဲ့စိမ့်တဲ့အတွက်စီးကမ်းနဲ့မညီတာကြောင့်ငါမပေးနိုင်ဘူးကွာအဲ့ဒီလိုညင်းလိုက်တဲ့အခါလှေထိုးသားကမတရားဘူးလို့ဆွဆွဲပြီးတော့တရားရုံးတိုင်လိုက်တော့တယ် တရားသူကြီးကနှစ်ဖက်စကားကြားနာပြီးတော့မင်းချင်းတို့ကိုဈေးမှာဝက်လက်တစ်ခုဝယ်ခိုင်းပြီးတော့မြေရဲ့တစ်ဖက်ခြမ်းမှာမီးဖိုခိုင်းလိုက်တော့လေအဲ့ဒီတော့လှုပ်ခိုင်းပြီးတဲ့နောက်ကြေးတကြီးကိုတော့ဟိုဘက်ကန်းမှာမီးမွေးထားမယ်ဒီဘက်ကန်းကနေပြီးတော့ဝက်လက်ကိုမီးကင်ရမယ်ညနေမှာရုံးတော်ကိုပြန်ယူလာခဲ့အဲ့ဒီလိုပြောပြီးတော့မင်းချင်းအဆောင်ပြိတ္တများကိုပါစောင့်ကြည့်စေခဲ့တယ်ဒီတကြီးကဝက်လက်ကိုယူပြီးတော့တစ်ဖက်ကန်းကမီးပုံစီက ဒီဘက်ကန်းကနေဝက်လက်ကိုกินတော့လဲညနေအထိမကြက်ပဲနဲ့အစိမ့်တက်တက်ပဲရှိနေတော့တယ်။အဲ့ဒီလိုနဲ့ညနေခင်းရောက်တော့အချိန်ပြည့်သွားတဲ့အခါမှာတရားရုံးကိုပြန်လာခဲ့ကြတော့တယ်။ခိုးခါတရားသူကြီးမင်းကလေတကြီးကိုပြောတော့တယ်။အတင်လေတကြီးဟိုဘက်ကန်းကမီးရှိန်ဟာဒီဘက်ကန်းကိုဘလို့မှအကျိုးတရားမှုမရှိဘူးဆိုတာတင်ကိုယ်တိုင်သိပြီမဟုတ်လား။တင်ဟာကောက်ကျစ်စင်းနေ၍ငင်းဆိုကြခြင်းဖြစ်တယ်။ဂတိနဲ့အတိုင်းလှေနဲ့တကွလှေပါကုန်နေအကုန်လှေထိုးတာပေးစီလို့အမိန့်ချက်မှလိုက်တော့တယ်။ဒီတာရကကိုထောက်ထားပြီးတော့ မြစ်တဖက်ဝက်လက်ကင်းဆိုတဲ့စကားပုံဟာပြောဆိုလာခဲ့ကြတော့လေ။ဒါတော့ကရွာတရွာမှာစင်းရင်သားတငယ်ချင်း၃ယောက်ရှိတယ်။သူတို့၃ယောက်ဟာစံပြားမောင်းထောင်းတဲ့အလုံနဲ့အသက်မွေးဝမ်းကြောင်းပြူကြတယ်။တဦးကမောင်းထောင်းနေတဲ့အချိန်မှာကျန်တဲ့တဦးကမောင်းစုံကြွားခိုက် မောင်းစုံတဲ့ကိုလက်ထည့်ပြီးတော့စံကိုနှိုက်မွေးရတော့တယ်။ကျန်တဲ့တဦးကတော့ထောင်းလို့ရတဲ့စံတွေကိုတန့်စင်တဲ့အလုပ်ကိုလုပ်ရတယ်။ အဲဒီလိုနဲ့သူတို့ဟာနေ့စဉ်တက်ညီလက်ညီနဲ့မောင်းထောင်းတဲ့အလုပ်ကိုစူးစမ်းပန်းစားလုပ်ကြတော့တယ်အဲဒီလိုနဲ့ဘဝမှာနှစ်ဖူးကချွေချီမကြအောင်အတူတကွအလုပ်ကံကြစဉ်အချင်းချင်းဂတိကဝတ်ပြုကြတော့တယ်နောက်တစ်ချိန်မှာကြီးပွားကောင်းစားစီးပွားဖြစ်သူကကျန်တဲ့နှစ်ယောက်ကိုထောက်ကူမဆချီးမြှင့်ကြစတဲ့လို့တစ္ဆာပြုလိုက်ကြတော့တယ်အဲဒီလိုနဲ့ကာလကြာမြင့်လာတော့ငွေချင်းသုံးဦးတည်းကမောင်းထောင်းတဲ့သူဟာတိုင်းပြည်တစ်ပြည်မှာရှင်ဘီရင်ဖြစ်သွားတော့တယ် ကျန်တဲ့တငယ်ချင်းအူကတော့ကြက်တဲဆင်းရဲစွာနဲ့ပဲလောက်ကင်စားတောက်နေရတာပေါ့ဆင်းရဲဒုက္ခရောက်နေတဲ့တငယ်ချင်းအူဟာသူတို့ရဲ့တငယ်ချင်းတိုင်းပြည်တစ်ပြည်မှာရှင်ဘရင်ဖြစ်နေကြောင်းတည်င်းကောင်းကြားသိရတဲ့အတွက်ဒီနေ့ကထားခဲ့တဲ့ဂတိအတိုင်းမဆိုင်မတွအထိုးတိုင်းပြည်ကိုလိုက်သွားကြတော့တယ်ဆင်းရဲတွင်ရလွတ်ပြီးဆိုပြီးနှစ်ယောက်သားမှာတက်တက်ကြွကြွနဲ့ရှိနေကြတော့တယ်တငယ်ချင်းရှင်ဘရင်ရဲ့တိုင်းပြည်ရောက်တော့နှုတ်ဦးသားတိုင်ပြင်ပြီးတော့ဒါကြီးငါတို့နှစ်ယောက်တူတူသွားရင်တော့မကောင်းဘူးကွာမင်းရင်သွားကွာမင်းပြန်လာမှငါသွားမယ် ကောင်းပြီတဲ့တငငချင်းဒါဆိုရင်လည်းငါအရင်သွားလိုက်မယ်ကွာပြီးမှမင်းသွားပေါ့အဲ့ဒီလိုပြောပြီးတော့တငငချင်းတယောက်ဟာထွက်လာခဲ့တော့တယ်ရှင်မင်းဟာရှေးဦးစွာဝင်ရောက်ခါစားလာတဲ့တငယ်ချင်းတယောက်ကိုမြင်မြင်ချင်းပဲတငယ်ချင်းဟောင်းဖြစ်ကြောင်မှတ်မိတော့လေ။ဒါပေမဲ့မူးမတ်တို့ရဲ့အလဲမှာအိန္ဒိယထဲဝါစွာနဲ့နေမတင့်မယ်လို့တွေးပြီးတော့တခါမှမသိဘူးမမြင်ဘူးဟန်နဲ့ မွဲ66ကြောပြင်စင်းရဲသားအတွင်နဲ့စင်ပြင်းလျာမတင့်ငါဘရင်ရှိတော်ပါကိုကိုယူကာယခါစားဝင်လာတဲ့မောင်မင်းကဘသူလဲဟဲ့အဲ့ဒီလိုခက်တင်တင်မေးလိုက်တော့လေအဲ့ဒါကိုမနဲ့မပါအယိုးခံသဘောကောင်းတဲ့စင်းရဲသားကမှန်လားပါအရှင်ကိုရောမြတ်ငက်ပြက်စင်းရဲစဉ်အခါကစံပြားမောင်းထောင်းပဲ့တငယ်ချင်းဟောင်းအဆက်ပင်ဖြစ်ပါလေဖေ။အဲ့ဒီလိုအမှန်တမ်းရှောက်တင်လိုက်တော့လေ။အဲ့ဒီအခါဘရင်ကိုရောမြတ်ဟာမဟာအရှက်တော်ကွဲရွှေမျက်နာမဲပြီးတော့မောင်မင်းကနည်းနည်းမှမမြင်ဘူး။ ဒီယူကောင်ကိုနန်းဦးကဆွဲထုတ်ရိုက်ပုတ်ထုထောင်းပြီးတော့မြို့ပြင်ကိုမောင်းထုတ်ကြအဲဒီလိုတစ်ချက်လိုအမိန်တော့ပေးလိုက်တော့လေအဲဒီလိုနဲ့အလိမ္မာအတိခေါင်းပါသောတငယ်ချင်းဟာမူးမက်တည်းရဲ့ထုထောင်းချက်ကြောင့်ခါးဆောင်ဆောင်နဲ့မရှုမလာပြန်လာခဲ့တော့လေမြို့ပြင်တကားတောင်မှာလဲရှိရှိနဲ့စောင့်နေတဲ့တငယ်ချင်းဟာရှုံမဲ့ပြီးပြန်လာတဲ့တငယ်ချင်းရဲ့အခြေအနေကိုမြင်တော့အကြောင်းစုံကိုရေးလဲအောင်မေးမြန်းစုံစမ်းပြီးတော့သူ့အတွက်ဘာမှမစိုးရိမ်ရတငယ်ချင်းကိုပြောပြီးတော့ဘရင်ရှိတော်ကိုဝင်လာခဲ့တော့လေ ရှင်ဘရင်ကလည်းလာပြန်ပြီးတယောက်လိုဝင်ဝင်ချင်းတငယ်ချင်းမှန်းသိတော့လဲရှေ့နီးအတူမသိဟန်ဆောင်ပြီးတော့မင်းမြန်တော့လဲမွဲ66ကြောပြင်စင်ရသားအတွင်နဲ့စင်ပြင်းလျာမတင့်ငါဘရင်ရှေ့တော်ပါကိုကိုယူကာယခါစားဝင်လာတဲ့မောင်မင်းကဘသူလဲဟဲ့ဒီတခါမှဒုတိယဝင်လာတဲ့တငယ်ချင်းဟာပထမတငယ်ချင်းရဲ့သင်ခန်းစာကိုနှလုံးသွင်းလိမ္မာပါနတ်စွာနဲ့ရှောက်တင်မှလို့စိတ်ကူးကြံစီပြီးတော့လဲနန်းဦးသခင်အိုးအရှင်မင်းမြန်အရှင်ဒီဟိုယခင်ကမောင်းထောင်းမြို့ကိုတိုက်ခတ်ရန်အတွက် ကြွချီနင်းချီခြေလင်တက်ကိုကြက်မှန်အုပ်ချုပ်ခဲ့စဉ်ကအာမယုတ်အကျွန်ုပ်ဒီမဆုပ်မကိုင်းတက်ဦးတွင်ကြံ့ကြံ့ခိုင်းငုတ်တုတ်ထိုင်ပြီးတော့ဒိုင်းကင်လေးရဲ့အတူတိုက်ခဲ့သူဖြစ်ပါလေဖေ။အဲ့ဒီလိုရှောက်တင်လိုက်တော့လေဘူခါရှင်ဘရင်ကရှောက်တင်ချက်ကိုသဘောကျပြီးတော့စည်ရင်သားဘဝကအတူယုံကန်လောက်ကန်ခဲ့ကြသည့်မောင်းထောင်းသည့်အလုပ်ကိုပြန်တတိယပြီးတော့လိန်မာပါနဲ့စွာရှောက်တင်တတ်တဲ့ငွေချင်းကိုချီးမြှင့်မှတော်မယ်လို့ရွှေညံတော်စင်ကျင်မိပြီးမောင်မင်းသည်ငါရဲ့အမှုတော်တာဝန်ကို ဒိုင်းကင်လေးရဲ့ခြေပွန်းစွာရွရွချွန်ချွန်ထန်းဆောင်ခဲ့သည့်အလျောက်ဒိုင်းဝင်ရာထွန်း၌တီးစေအဲ့ဒီလိုအမိန်တော်ချကဒိုင်းဝင်အဖြစ်ခန့်မှန်းလိုက်တော့လေဒီပုံမြင်ကိုထောက်ရှုပြီးတော့ပညာရှိတို့ဟာအလျှောက်ကောင်းသောအထောင်းတက်တာဟု၎င်းနှုတ်ကောင်းသောပြည်စိုးဟုတသွဲစကားပုံပြကြတော့လေဒါကြောင့်စကားကိုတစ်ဖက်သားနဝင်ချူအောင်လိမ္မာပါနဲ့ယဉ်ကျေးစွာပြောဆိုသင့်ပေတယ် အေးရောက်နေရကြပြီလားကွာမကြသေးပါဘူးကွာမင်းရှိပဲရောက်တာမင်းတောက်နေကြပဲမှားထားပြီတယ်နော်ဟဲ့ Okay တာကြီးကျေးဇူးကွာဒါနဲ့ဟဲ့ဒီနေ့လက်ဖက်ရည်တစ်ခွက်ဘလောက်လဲတဲ့မနေ့ရက်တော့ဈေးတက်တယ်နဲ့တူတယ်ကွာစိုင်ထဲမှာလူပါနေတယ်ဟုတ်ပါကွာမနေ့ရက်1500ပဲလေကွာဒီနေ့2000ဖြစ်နေပြီဟဲ့အောင်ကြီးတရက်အတွင်း900တောင်တက်သွားလားကုန်စည်နှုံးနေရလဲမြင်လိုက်တာအီကြွေးတောင်မစားနိုင်တော့ဟုတ်လားကွာ ငါလေးကွာဒီနေ့မနေ့စံဝယ်ဖို့ဆိုပြီးတော့ဈေးတဲ့ကိုသွားလာစံတဲ့အိတ်တသိန်းကျော်နေပြီကွာမနေ့ရအောင်ရှစ်တောင်းပဲရှိသေးတယ်ဒီလောက်မြန်မြန်ဈေးတက်နေရင်တော့ဘယ်လိုလုပ်ရမလဲမသိဘူးကွာအေးကွာခက်တော့တာပဲတာကြီးယာဒါနဲ့ဟဲ့အောင်စီဈေးကိုမင်းသိပြီပြီလားတလီတာ၄000ကျော်နေပြီကွာမနေ့ရအောင်3500ပဲဒီလိုနဲ့နေ့တိုင်းဈေးတွေတက်နေရင်တော့ငါတို့လိုလူလက်တန်းစားတွေအခြေခံလူတန်းစားတွေတော့ဘယ်လိုနေကြမလဲကွာဟာအလောက်တောင်ဖြစ်သွားပြီလား ငါလည်းမနေ့ကစံဝယ်ရေးနဲ့ကွာမိုးရင်းကားလေးဝင်စားတာမနေ့ရက်ထဲ900ပို့ပေးခဲ့ရတယ်ကွာသူတို့လည်းပြန်ဝယ်ရတာဈေးကြီးလို့လို့ပြောတာပဲကွာဒီလိုနဲ့လစာတော့မတက်ဘူးဟဲ့အောင်ကြီးဈေးရတာတက်နေတာဘယ်လိုလုပ်ရမလဲမသိပါဘူးကွာဟေးကွာဒီလိုနဲ့ငါတို့လည်းဘယ်လိုနေကြမလဲဆိုတာတွေးရင်းနဲ့စိတ်ညစ်စရာပဲငါတို့လိုလူလက်တန်းစားတွေအခြေခံလူတန်းစားတွေကကိုဆိုးတာပေါ့ကွာလစာကလည်းနေဈေးတွေကလည်းမြင့်နေဘယ်လိုမှမအောင်မလုပ်နိုင် ဟုတ်တယ်ငါကောင်ကြီးဒါကနိုင်ငံတဝန်းလုံးမှာဖြစ်နေတဲ့ပြဿနာပဲကွာမတော့ကွာငါကောင်မလေးနဲ့တလားတခါမာလာရှန်ကောသွားစားဖို့တော့မှမနေချွေတာနေရတာဟဲ့အောင်ကြီးငါတော့ကွာဒီကုံစင်းနှုံးနေနဲ့ရည်စားမထားတော့ပါဘူးဟဲ့အောင်ရဟုတ်တယ်ကွာဒါပေမဲ့လည်းကွာဘာမှမလုပ်နိုင်ဘူးဆိုတော့ငါတို့လည်းဒီအတိုင်းပဲကြည်နေရမှာပဲလက်ဖက်ရည်တောက်ရင်းနဲ့ပဲစိတ်ပန်းဖြေရတာပေါ့ငါကောင်ရဟုတ်တယ်သားကြီးဒီလောက်နဲ့ပဲငါတို့လည်းပြန်ကြရအောင်လေကွာ မနေ့ပြန်ကြရင်ဈေးတွေဘယ်လောက်ထိတက်နေမလဲဆိုတာကိုစောင့်ကြည့်ကြသေးတာပေါ့ကွာတွေ့ရကြပြီဖြစ်တယ်။တငငချင်းနှစ်ယောက်တနေရာမှာမထင်မှတ်ပဲပြန်လဲဆုံတွေ့ကြရ။တယောက်ကမေးလိုက်တော့တယ်။ငါတို့မတွေ့ရတော့ကြပြီကွာ။မင်းနေကောင်းရလားကွာ။ကောင်းပါလေကွာ။မင်းရောအဆင်ပြေရလား။အဆင်ပြေပါလေကွာ။ဒါနဲ့မင်းအခုဘာလုပ်နေလဲ ခိုးတဲ့လို့လုံနေတာကွာဟာကွာမင်းကလေခိုးတဲ့လို့မြန်လောက်ရတယ်လို့ခိုးတဲ့လို့ဆိုတာကောင်းတဲ့လို့မှမဟုတ်တာကွာတခြားလို့ပြောင်းလို့စမ်းပါငါခိုးရတာဝါသနာပါလို့ပါကွာမလုပ်ပါနဲ့ကွာခိုးတယ်ဆိုတာကဖျားလည်းမကြိုက်နဲ့လည်းမကြိုက်ဒူလည်းမကြိုက်ဘူးကွာမိသွားရင်လည်းမတက်တာဘူးနော်ငါခိုးတာကုသိုလ်ရပါတယ်ကွာကြမ်းကြမ်းဖန်ဖန်ကွာခိုးတာမြန်ကုသိုလ်ရရတယ်လို့မကြဘူးပါဘူးဟာငါမိမခိုးတာလေကွာ တငယ်ချင်းတွေမိမသွားခိုးမယ်ဆိုရင်ငါလိုက်ခိုးပေးတာငါခိုးပေးလို့ချစ်သူတွေပေါင်းသွားကြတော့ငါကုသိုလ်ရတာပေါ့ကွာအရက်ပြတ်သွားပြီဟုတည်င်းကြီးနေတော်သူနဲ့ထိုတည်င်းကိုမယုံတော်သူတို့လမ်းတွင် ဆုံတွေ့ကြတော့အခါခင်ဗျားအရက်ပြတ်သွားပြီဆိုတာတကယ်လားဗျဟုတ်ပါဗျာတကယ်ပြတ်သွားတာဗျနှစ်ပေါင်းများစွာဗျာအရက်ကိုခေါင်းဆိုင်အောင်တောက်ခဲ့ပြီးမှပြတ်သွားတယ်ဆိုတာတော့အံ့ဩစရာပဲ ကျွန်တော်တော့ယုံတော့မယုံနိုင်အခုကိုတွေ့ဖြစ်ပြီပဲဗျယုံလိုက်စမ်းပါဒါနဲ့ခမရဘာလို့အရက်ဖြတ်လိုက်တာလဲဗျဩကျွန်တော်တောက်နေကြအရက်ဆိုင်ရလေဗျကျွန်တော်အကျွေးမရောက်တော့လို့ဗျအဲ့ဒါနဲ့ပဲကျွန်တော်လည်းအရက်ဖြတ်လိုက်ရတာကောင်းမြင်သမားနဲ့အဆိုးမြင်သမားတို့အနာဂတ်နဲ့ပတ်သက်၍ဆွေးနွေးကြရာရှေ့အလားလာလုံးဝမကောင်းနှစ်ယောက်စလုံးကသဘောတူညီကြတော့လေအဲ့ဒီအခါမှာအကောင်းမြင်သမားကပြောတယ် ဒီလိုငွေကြေးဖောက်ပွားမှုနဲ့ဆိုရင်တော့ကွာမကြခင်တောက်ဆရလိမ့်မယ်ဟေ့ကိုကအစိုးမြင့်သမားကအန်အောစွာနဲ့ပြန်မေးလိုက်တော့လေတောက်ဆရမယ်ဟုတ်လားဘဒုစီယာသွားတောက်ဆရမှာလေကွာဒီငွေကြေးဖောက်ပွားမှုနဲ့တော့အကုန်လုံးတောက်ဆရမယ်ဂိမ်းဟာလေလေခင်လမ်းမပေါ်ကလက်ဖက်ရည်ဆိုင်မှာတငငချင်းတစ်ယောက်စပွဲတစ်ခုမှထိုင်နေကြရင်လေအားကြီးဟိုကောင်းလည်းမလာသေးတော့ကွာသူ့ကိုဆောင်ရင်းနဲ့ဘေဟီလီတစ်ခုလောက်မေးမယ်မင်းကညံအရန်ကောင်းနေဆိုတော့လေ ရတယ်လေဆန်းလိုက်တော့တားရေဒါပေမဲ့ဟဲ့ငါဖြေနိုင်တော့ဒီဝိုင်းကိုမင်းရှင်းရမှာနော်ရှင်းမှာဘောကွာဒါဆိုရင်မင်းတော့မယ်နော်ပါဇက်မရှိစကားပြောနားမရှိနားထောင်လေနဲ့အသက်ဝင်အဲ့ဒါပါလေကွာอืมရေဒီယိုလာတားရေ तू ကစကားပြောတယ်ကွာဒီလမ်းကြောင်းကနေထုတ်လွှင့်တာပဲဟာမားတယ်တားရေမားတယ်ရေဒီယိုကလက်စစ်ပစ္စည်းကွာငါပြောတဲ့အရာတဘာဝတည်းရဟာပဲဟုတ်ပြီတားရေဒါဆိုရင်တစ်ပင်ကွာ လေတိုက်ရင်အရွက်တရာစုညံသာထွက်တယ်လေအဲ့ဒါကိုစကားပြောတယ်လို့မှတ်ယူလို့ရတာပေါ့ဟာတစ်ပင်ကတက်ရှိပဲလေကွာမဟုတ်သေးဘူးဟာနောက်တစ်ခုစဉ်းစားအောင်ဒါဆိုရင်တိန်လားဟေးလေးနဲ့ရွေ့ရှားတယ်ကွာမိုးကြိုးတွေပါရအောင်ပြင်အတန်ထွက်သေးတယ်ဟာမဟုတ်သေးဘူးဟာမင်းစဉ်းစားတာလွဲနေပြီကွာအဲ့ဒီလိုပြောနေတဲ့အချိန်မှာပဲဇပွဲတို့ဦးလေးကြီးတယောက်သူတို့နားကိုရောက်လာပြီးတော့မဟုတ်တူတော့ဘာနဲ့ငင်းကုန်နေကြတာလဲကွာကျွန်တော်တို့ဗျာဘဟေးလီမင်းနေကြတာပါဗျဟာ ။ဘာဘီဟီလီလဲကွာ။ဦးလဲစိတ်ဝင်စားတယ်။ပြောကြည့်ပါဦး။ဘီဟီလီရတော့ဗျာ။ပါဇက်မရှိစကားပြော။နားမရှိနားထောင်။လေးနဲ့အသက်ဝင်။အဲ့ဒါပဲဗျ။ဦးရောဖြေလို့ရတယ်မလား။ရတာပေါ့ဗျ။ဒါဆိုရင်ဦးထင်တာကတော့အဖြေကပဲ့တင်တယ်ပဲကွာ။ဟာမှန်လိုက်တာဦးလေးရ။ဦးလေးရတကယ်တော်တာပဲဗျ။ပဲ့တင်တယ်ဆိုတာကွာလူတွေစကားပြောတာကိုတယောက်ကပြောရင်တယောက်ကကြားရအောင်တဘာဝဖန်တီးပေးထားတဲ့အရာပဲကွာ ဦးလေးလည်းမင်းတို့တို့ခုပြန်မေးမယ်ကွာဖြေကြည့်ကြပေါ့အသက်ငယ်ငယ်ကအရက်ရှည်တယ်အသက်ကြီးသွားတော့အရက်တိုသွားတယ်အဲ့ဒါပါလေဩအဲ့ဒါကျွန်တော်သိတယ်ဗျအဲ့ဒါတစ်ပင်ပဲမင်းကလည်းကွာတစ်ပင်ကငယ်ရာကနေကြီးသွားတာကွာငါ့အထင်တော့ငါတို့လူသားတွေဖြစ်မယ်ကွာအသက်ကြီးသွားရင်ခါကုန်းသွားတော့အရက်ပူပူသွားတယ်လေအာမင်းပြောမှာပူဆိုးနေပြီဦးလေးပဲပြောပြတော့ဗျာကဲမင်းတို့ကအရှုံးပေးပြီဆိုတော့ပြောပြရတာပေါ့ကွာ အဲ့ဒါဖျောင်းတိုင်ပဲကွာဟာဟုတ်ပါဗျာဦးလီယာကျုပ်တို့အုံတော့တွေတော့သွားပြီသုံးစားမရတော့ဘူးဗျာအဲ့ဒီလိုနဲ့ရီရီမောမောနဲ့လက်ဖက်ရည်တောင်းနေကြတော့လေကျွန်တော်ရဲ့ channel လေးကို like and subscribe နဲ့အားပေးခဲ့ပါအောင်ဗျအားပေးတဲ့တယောက်ချစ်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်